မင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်မတ်လ15ရက်နေ့ Radio NUG ညပိုင်းပြည်တွင်းသတင်းများစတင်တင်ဆက်ပေးပါမယ်ရှင်ဒီမှာကတော့ပူပူပါပထမဦးစွာကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုံးကိုဒေါအောင်ဆန်းစုကြည်ရဲ့တာငယ်ကိုထိန်လင်းတွားရောက်ခဲ့ပြီးတမ်မတီဥတော်မိုးထုံးနဲ့တွေ့ဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အမေရိကန်ပြည်ထောင်စုကိုစု80ဘတ်ဒီကမ်ပိန်းအတွက်ရရှိနေတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းဟာနယူးယောက်မြို့ကကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုံးကိုဒီကနေ့တွားရောက်ခဲ့ပြီးတမ်မတ်တီဥတော်မှုထုံးနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။ကုလသမဂ္ဂဆိုင်ရာမြန်မာတန်ရုံးတွင်တမ်မတ်တီဥတော်မှုထုံးနဲ့တွေ့ဆုံခဲ့တဲ့ကိုထိန်လင်းဟာတမ်မတ်တီအတွက်စု80ဘတ်ဒီအမတ်တရားထုတ်ဝေတဲ့ပြက်ကလေးကိုလက်ဆောင်ပေးခဲ့တယ်လို့ကိုထိန်လင်းနဲ့တူတွားရောက်ခဲ့သူတွေကဆိုပါဗျ။ တမ်မတ်ကြီးကလည်းကိုထိန်လင်းရဲ့ခီးစဉ်အကြောင်းမေးမြန်းခဲ့ပြီးကမ်ပိန်းအောင်မြင်ပါစေကြောင်းနဲ့လိုအပ်တာတွေကူညီပေးဖို့ရှိတဲ့အကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ကိုထိန်လင်းဟာမတ်လ23ရက်နေ့ကလည်းနယူးယောက်မှာရှိတဲ့ကုလသမဂ္ဂရုံးချုပ်မှာကျင်းပခဲ့တဲ့ UN event မှာမြန်မာနိုင်ငံမှာရှိတဲ့စစ်ဘေးသင့်အမျိုးသမီးများကလေးများခံစားရတဲ့ post trauma stress disorder PTSD အကြောင်းအလေးပေးဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။ ဒါအပြင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတဲ့လူဦးရေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေတွေကိုလည်းအသေးစိတ်တင်ပြဆွေးနွေးခဲ့တယ်လို့လည်းအတည်ပြုပါရယ်။ကိုထင်းလင်းကဒီခီးစင်မှာမိမိနဲ့အတူမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်ဖို့မြန်မာနိုင်ငံရဲ့စစ်ဘေးတင်ပြည်သူတွေအမြန်ဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရရှိဖို့ဦးစားပေးလှုံ့ဆော်ပြီးအမေရိကရောက်မြန်မာနယ်ပွားတွေအပါအဝင်ကူညီထောက်ပံ့ပေးသူတွေနဲ့ပါတွေ့ဆုံခဲ့တယ်လို့ဆိုပါရယ်။ စု18 birthday campaign အတွက်မြန်မာပြည်သူများနဲ့တွေ့ဆုံမဲ့ပွဲကိုဒီကနေ့မတ်လ15ရက်နေ့မှာကျင်းပမှာဖြစ်ပြီးကိုထိန်လေးနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းအမျိုးသမီးလူငယ်နေကလေးတငယ်ရေးရာဝန်ကြီးနော်ဆူဆန်နာလှလှဆိုဒေါန်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးဒေါက်တာရှောင်းတာနေတို့တယောက်မှာဖြစ်ပါရရှင်ဆက်လက်ပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလအတွင်းဆူဆောင်းရရှိခဲ့တဲ့အကြံဖတ်ဆုပ်စုရဲ့လူအခွင့်ရေးချိုးဖောက်မှုများထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အတန်ပတ်စုစုရဲ့2025ခုနှစ်ဖေဖော်ဝါရီလအတွင်းလူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုစုစုပေါင်း604မှုကိုအမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကကောက်ယူမှတ်တမ်းတင်ထားရှိပါတယ်။ဖေဖော်ဝါရီလအတွင်းစကိုင်းတိုင်းသည်လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး124မှုထိရှိခဲ့ကလေကြောင်းတိုက်ခိုက်ခံရမှုအတိအကျအတွက်68တင်ရှိခဲ့ပြီးအများဆုံးတိုက်ခိုက်ခံရသည့်ဒေတာဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။ တခြားသောချိုးဖောက်ခံရမှုဖြစ်စဉ်များတေဆုံးသူအရေအတွက်နဲ့ပျက်စီးဆုံးရှုံးမှုများကိုလည်းစနစ်တကျမှတ်တမ်းတင်ထားရှိပြီးဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကိုလူခွင့်ဆိုင်ရာဝန်ကြီးဌာန၏ infographic မှာဝင်ရောက်လေ့လာနိုင်ပါတယ်။လူခွင့်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရလုံးတန်းတူညီများမှုရရှိရေးငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်ဟူသောဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထား၍အကြမ်းဖက်ဆုပ်ဆူး၏ကျူးလွန်မှုများကိုအပြစ်ပေးရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။လူခွင့်ဆိုင်ရာဝန်ကြီးဌာနကလစဉ် update ပြုလုပ်လျက်ရှိသည့် Human Rights violation data dashboard တွင်လည်းလူခွင့်ရေးချိုးဖောက်ခံရမှုဖြစ်စဉ်များနဲ့ဆက်လျင်ကြီးရှုလေးလာကိုးကားနိုင်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ရွှေဘုံမြို့ကနေရိတ်ခါထုတ်ပြီးပြန်လာတဲ့စစ်တပ် garden ကိုဓာပြတ်တိုက်ခိုက်ခဲ့ရမှာစားစီပုံးတွေတင်းဆဲရရှိတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရှိဘူမျိုးကနေရိတ်ခါထုတ်ပြီးပြန်လာတဲ့အတန်ဖတ်စစ်တပ်ကားရန်ကိုဓာပြတ်တိုက်ခိုက်ခဲ့ရာစားစီပုံတွေတင်းဆဲရရှိခဲ့တယ်လို့ရှိဘူမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ်။ရှိဘူမျိုးနယ်တွေကပြူစောတိရွာတွေဖြစ်တဲ့ဇီးဖြူကုန်းပယံနဲ့ဇီးကုန်းလေးကျော်ကနေအင်အား90ခန့်ရှိတဲ့စစ်အုပ်စုက3စီးနဲ့ရိတ်ခါထုတ်သွားတယ်လို့သတင်းရတဲ့အတောမနေ့မတ်လ14ရက်နေ့နေ့လယ်3:40မိနစ်ခန့်မှာတော်လိုင်းတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ ရွှေဘိုရီဦးလမ်းမိုင်းတနေရာမှာတိုက်ခိုက်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်မှာတိုက်ပွဲကြာချိန်တနအီကျော်ကြာမြင့်ခဲ့ပြီးအတန်းဖက်စစ်သားတွေပါတဲ့ကာတစီလမ်းပေးမြောင်းတဲ့ထိုးကြသွားပြီးစစ်သားတွေထွက်ပြေးသွားတယ်လို့အသိပေးပါရယ်စစ်သားတွေထွက်ပြေးသွားတဲ့နောက်ရိခါတင်တစီနဲ့ကားပေါ်မှာပါလာတဲ့စားစီပိပါတလုံးနဲ့ဆယ်ကာလန်ဝင်စားစီ၆ပုံတင်ဆဲနိုင်ခဲ့တယ်လို့သိရပါရယ် ဒီတိုက်ခိုက်မှုမှာစစ်တပ်ဘက်ကတိုက်ခိုက်သိဆုံးမှုတွေရှိပေမဲ့အရေးအတွက်ကိုတော့အတိပြုနိုင်တာမရှိဘူးလို့ရှီဘုံမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ကထုတ်ပြန်ပါတယ်။ကာလန်ပေမြောင်းနယ်ထိုးကျသွားတဲ့ကားကိုအလွယ်တကူတည်ယူရှေ့ပြောင်းဖို့မလွယ်တာကြောင့်မိရှုရှင်းလင်းခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဲ့ဒီတိုက်ခိုက်မှုကိုရှေဘုံမြို့နယ်ပါကဖတာဝန်ခံရဲ့ကုတ်ကဲမှုနဲ့အတူရှေဘုံမြို့နယ်ပါကဖတိုက်ခိုက်ရေးအဖွဲ့ PDO ကဥဆောင်ပြီးတိုက်နယ်ငါပါကဖတိုက်ခိုက်ရေးအဖွဲ့ဂလုံကြီးပါကဖဘလူးညီနောင်ပါကဖ လိုင်းလုံးကြီးအဖွဲ့ AK ပါကဖတိုက်နယ်တ Golden Future Force ပါကဖ MC ပါကဖတာကနာငကားမင်းပါကဖအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ပိုခန့်မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။